တနေတိုင်းမြို့နယ်သဘောလိုက်ဤွာမှာခဲတတူလောက်ွက်တွေကလူနေအိမ်သားထိရောက်လာပြီးဂျဲခွက်ကြီးတွေကြံခဲတဲ့အတွက်ကလေးတွေအနေနဲ့ရှိတဲ့အခြေအနေဖြစ်နေပါတယ်သဘောလိုက်ရွာမှာအခုနှစ်ဇန်နဝါရီလကစပြီးခဲလောက်ကွက်တွေကရွာအတွင်းပိုက်ထိရောက်လာတယ်လို့ဒေသခံတချို့ကဆိုပါတယ်။လက်ရှိမှာခဲတူထားလို့ကြံခဲတဲ့ဂျဲခွက်ကြီးတွေမှာရေပြည့်နေတယ်လို့တချို့ဂျဲခွက်ကြီးတွေမှာရှော့နဲ့ပြည့်နေတဲ့အတွက်ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးဖြစ်မှာကိုစိုးရိမ်နေရတယ်လို့ပြောပါတယ်။ အဲ့ဒီ short eye တွေမှာအပေါ်ရံကမြစ်ပေါက်နေပြီးမာကျောနေတယ်လို့ထင်ရပေမဲ့လည်းတင်းနှင်းမိရေကြော်ကြနစ်မြုပ်သွားလေရှိတယ်လို့ဒေသခံတချို့ကဆိုပါတယ်။ကြိုက်ထဲပြုတ်ကျတိတ်ဆုံတဲ့နွားတွေရှိတယ်လို့ဆိုကြပေမဲ့လည်းလူတိတ်ဆုံတဲ့ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးဒေသခံတွေကတိတိကျကျပြောဆိုခဲ့တာမရှိပါဘူး။ခဲလောက်ွက်နေရာဟောင်းတွေဟာသဘောလိုက်ရွာတွေအများပြားရှိနေပြီးကလေးတွေကိုနေအိမ်အနောက်ဘက်ကိုရောင်မသွားခိုင်းရတော့ဘူးလို့ဆိုပါရတယ်။ တဘောလေးရွာမှာခဲတတုတူဖို့သူတွေကဒေသခံတွေပိုင်းတဲ့မြေကွက်ဥယျာဉ်ခြံတွေကိုဝယ်ယူပြီးခဲတတုတူဖို့နေကြတာပါ။ဒါကြောင့်ရွာထဲမှာဒေသခံတွေမရောမဲခြံထားတဲ့မြေကွက်ဥယျာဉ်ခြံနဲ့လူနေအိမ်တွေရဲ့မြေတွေသာကြံခဲ့ပြီးကြံတဲ့မြေအလုံးဟာခဲလုတ်ကွက်တွေဖြစ်နေပါဗျ။